မင်္ဂလာပါလူကြီးမင်းများဒီနေ့မှာတော့ကျွန်တော်ကလင်ဘိုးမှာဆိုတာဘာလဲဆိုတာကိုပြောပြပေးပါမယ်။တွေးမှာအတိကဆဲ၃မျိုးရှိပါတယ်။အနီရောင်တွေးတာဆဲ၊အဖြူရောင်တွေးတာဆဲနဲ့တွေးကဲဆဲတွေပါ။လင်ဖိုဆိုတဲ့အဖြူရောင်တွေးတာဆဲတွေကအရေးကြီးတဲ့အဖြူရောင်တွေးတာဆဲမျိုးဖြစ်ပြီးဒီအထူးအဖြူရောင်တွေးတာဆဲတွေအလွန်အကျုံထုတ်လုပ်လာတဲ့အခါမှာတော့လင်ဘိုးမှာလို့ခေါ်ပါတယ်။ဒါကြောင့်ဒီမှာအဖြူရောင်တွေးတာဆဲတွေအလွန်အကျုံဖြစ်လာပြီးတွေးထဲမှာဖွဲ့စည်းပြီးခန္ဓာကိုယ်ရဲ့အစိပ်ပိုင်းမျိုးမျိုးမှာတွားရောက်စုပုံနေပါတယ်။ လင်ဘိုးမာယောဂရဲ့အထင်ကရယောဂလက္ခဏာတွေကိုသိကျင်ရင်တော့ပထမဆုံးအရေးကြီးတာက Levin Chinese အင်္ဂါနေရမှာအဆုအဝေးတစ်ခုဖြစ်လာတာအဖုတစ်ခုဖြစ်လာတာကလင်ဘိုးမာယောဂဖြစ်နိုင်တဲ့အစောပိုင်းအချက်ပြတ်တစ်ခုဖြစ်နိုင်ပါတယ် ခြားနည်းလမ်းတွေနဲ့ဆိုရင်တော့ယောဂလက္ခဏာတွေကအထူးပြောစရာမရှိပဲအချိန်ကြာရှည်တဲ့ဖြားနာခြင်းကိုယ်လေးချိန်ညောနေခြင်းနဲ့အစာတောက်စားခြင်းစိတ်ညောနေခြင်းတွေဖြစ်ပါတယ်လင်ဖိုးမာရဲ့အထူးသဖြင့်ဖြစ်စေတဲ့အကြောင်းရင်းတွေမရှိပေမဲ့အများအားဖြင့်ဂျင်းနီတပြောင်းလဲမှုကြောင့်ဖြစ်ပါတယ်။ဒါဟာအမွေစနစ်နဲ့မဆိုင်တဲ့ယောဂဖြစ်ပြီးပီတာဆုအတွင်းအမွေလိုက်ပြီးဖြစ်တတ်တယ်လို့မထင်ရပါဘူး။လင်ဖိုးမာဘုကုတရာမှာတော့ပြင့်မှတ်ထားတဲ့ကုထုံးနဲ့ကိုခန်းဆွမ်းအားကုထုံးတွေအနေနဲ့တိုးတက်မှုများစွာရှိခဲ့ပါတယ်။ လင်ဘိုးမာယောဂကိုကုသရမှာတော့ကျွန်တော်တို့မှာရှိခဲ့လင်ဘိုးမာအကျောစစ်အားလုံးကိုဂျင်းဒီတအစင်လာနဲ့ဆစ်ဆေးပြီးပြောင်းလဲမှုကဒီယောဂကိုဖြစ်စေခဲ့တာလဲဆိုတာရှာဖွေပြီးအထူးသဖြင့်ဒီပြောင်းလဲမှုကိုကိမ့်မှတ်ထားတဲ့တက်ပလက်အခြေပြုပူထုံးတွေတို့မဟုတ်ထိုးစေးတွေနဲ့ပြင့်မှတ်ထားပြီးကုသပါတယ်ကုခန့်ဆွမ်းအားကုထုံးတွေကလင်ဘိုးမာယောဂရဲ့ရလဒ်တွေကိုပြောင်းလဲပေးခဲ့ပြီးကာချဘယ်ကုထုံးကကိုကန်စနစ်ကိုပြန်လဲစီစဉ်ချပြီးကင်ဆာဆဲတွေကိုအတိမတ်ပြုစေပြီးတာမန်ဆဲတွေကိုမထိခိုက်စေဖို့ ကူညီပေးပါတယ်။ဒီနီလာနဲ့ကုသမှုကအကျိုးရှိပြီးပေးထွက်ဆူချိုးနေပါပါတယ်။ကျေးဇူးတင်ပါတယ်။